မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ12ရက်နေ့ရက်မွန်းတဲ12နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။မြန်မာနိုင်ငံမှာမတီငိမ့်တဲ့နေရာဒေသတွေကပညာရေးအားနည်းတဲ့ဒေသတွေဖြစ်ပြီးတော့ပညာတက်မြောက်မှုအားနည်းခြင်းနဲ့တည်မြင်တွဲခေါ်နိုင်မှုအားနည်းတာကြောင့်အကြမ်းဖက်မှုများနေတာလို့မင်းအောင်လိုင်ကပြောလာပြန်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစက်ပိန်စည်းသူတွေကိုစက်ပိန်ဘဲနဲ့ရောင်ပြန်ပြီးမှတ်ပါရင်ဒဏ်ငွေတစ်တောင်းချီကောက်နေပါဗျ။ ဖားကန်းမြို့နယ်မော်စီစာလမ်းဆောင်မှာစစ်တပ်ကပြည်သူ၃ဦးကိုပြစ်တက်ထားတာတွေ့ရပါတယ်။တရန်နယ်ကတိမ့်ပိုက်ထားတဲ့နမတူမြို့နယ်မန်လီကျေးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ပါတယ်ရှင်။ဒီသတင်းတွေနဲ့အတူဒီကနေ့မွန်တဲ၁၂နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမစုံတဲ့တပုံးအနေနဲ့မန္တလေးမြို့မှာစစ်ကောင်စီရဲ့ပြည်သူစစ်တွေကလမ်းသွားလမ်းလာလူငယ်တွေကိုနှိုက်ထက်စီးနှင်ပြုလုပ်နေတဲ့ရုပ်တံမှတ်တမ်းကိုကြည့်ရှုလိုက်ရအောင်ပါရှင်။ဘောတော်ရစစ်ကြောရဲ့ဘုံထဲမှာ

နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံမှာမတည်ငြိမ်တဲ့နေရာဒေသတွေကပညာရေးအားနည်းတဲ့ဒေသတွေဖြစ်ပြီးတော့အတန်းပညာတက်မြောက်မှုအားနည်းခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနည်း၍အကျန်းဖတ်မှုလုပ်နေခြင်းဖြစ်ကြောင်းအကျန်းဖတ်စစ်ရှုံခေါင်းစီခေါင်းဆောင်မင်းအောင်လိုင်းကပြောလာပါတယ်။ယမန်နေ့ပြည်ဦးနယ်မှာအမှတ်3အခြေခံပညာအထက်တန်းကျောင်းမှာသူက အခုလိုပြောလာတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားလျက်ရှိတဲ့ မတီးမငိမ်မှုတွေနဲ့အကြမ်းဖက်မှုဖြစ်စဉ်တွေကိုကြည့်မယ်ဆိုပါကပညာရေးအားနည်းတဲ့ဒေတာတွေမှာပုံမှုဖြစ်ပွားတာကိုတွေ့ရမှာဖြစ်ကြောင်းအတန်းပညာတက်မြောက်မှုအားနည်းခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့်အတန်းဖတ်မှုလောက်ရက်တွေကိုလှုပ်ဆောင်လာခြင်းဖြစ်ပြီးဒေတာနဲ့ဒေတာခံတွေရဲ့လူမှုဘဝစီးပွားရေးကိုထိခိုက်စေလာတယ်လို့မင်းအွန်လိုင်းကပြောဆိုလာပါတယ်။ဒါပြင်ပညာရေးဝန်ထမ်းများအပါအဝင်နိုင်ငံဝန်ထမ်းများအနေနဲ့ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်မှာဖြစ်ပြီးတော့နိုင်ငံရေးနဲ့နိုင်ငံအရေးကိုခွဲခြားသိမြင်ရန်လိုကြောင်းမိမိတို့တာဝန်ယူထားတဲ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်ခြင်းဖြင့်နိုင်ငံရေးကိုကျေပွန်ရမှာဖြစ်ကြောင်းမင်းအောင်လိုင်က ပြောဆိုလာပါတယ်။အကြံဖတ်စစ်ရှုံးကောင်စီခေါင်းဆောင်မင်းအောင်လိုင်ကဇွန်လ9ရက်နေ့မှာပြည်ဦးလွင်မြို့ကိုလာရောက်ခဲ့ပြီးတော့ဇွန်လ17ရက်နေ့မှာထပ်မံပြီးတော့ပြည်ဦးလွင်မြို့ကိုထပ်မံစစ်ဆေးမှုတွေလှုပ်ဆောင်နေကြောင်း ဇိုလာ၉ရက်နေ့ကစပြီးတော့ပြည်ဦးလင်နေအိမ်မှာရောက်ရှိနေထိုင်တယ်လို့သိရကြောင်းတပ်သတင်းရင်းမြစ်တချို့ကပြောပါတယ်ရှင်။ဆက်လက်ပြီးပဲခူးတိုင်းပြည်မြို့မှာဇွန်လ၁၇ရက်နေ့ကနဝရီရက်ကွက်မှာစစ်ပင်းစီပြီးပြန်လာသူတအုပ်ကိုအရက်ဝင်းနဲ့ဆိုင်ကယ်စီးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတားဆီးပြီးတော့စစ်ပင်းပဲမှတ်ပါလို့ဒေါငွေတပေါင်းတောင်းတယ်လို့သိရပါတယ်။စစ်ကောင်စီက ဆိုင်ကယ်တွေအပြင်ရိုးရိုးဆက်ပိန်စီးသူတွေကိုပါအကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးပြီးတော့တောင်းငွေတောင်းနေတာလို့သိရပါတယ်။ဆက်ပိန်မှာဘဲမပါလို့ဆက်ပိန်နှောက်မီကွက်မပါလို့ဆိုပြီးတော့တတောင်းတောင်းနေဆက်ပိန်ကအဆုတ်လေးပါ။ဈေးဝယ်ပြီးအပြန်မှာအခုလိုဖမ်းခံရတာ။အရင်ရက်ကလည်းဆက်ပိန်တွေကိုအခုလိုဖမ်းတယ်လို့ကြားပေမဲ့မယုံခဲ့ဘူး။အခုကရက်ကွက်တီထဲကိုဝင်ပြီးတော့ငွေရှာနေတာလို့မျက်မြင်တွေ့ရှိတဲ့ဒေတာကန်တက်ကပြောပါတယ်။ ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကစက်ဘိန်မှာရောင်ပြန်ပြီးမပါလို့ဆိုကအလောက်ကပြန်လာတဲ့သူကိုတံငွေရိုက်ခဲ့သေးတယ်လို့သိရပါတယ်။အလောက်ကအပြန်ပြည်တက္ကသိုလ်အရှိမစက်ဘိန်ကိုတားပြီးတော့ရောင်ပြန်ပြီးမပါလို့ဆိုပြီးတော့တံငွေတထောင်တောင်းတယ်။ည9နာရီလောက်ဆိုတော့ကြောက်ပြီးတော့အလောက်ကရလာတာတွေလေးပြီးလိုက်တယ်လို့အဖမ်းခံရသူနဲ့နီးစပ်သူတို့ကပြောပါတယ်။စစ်ကောင်စီရဲ့ပြူစောချိနဲ့ရဲတွေကအခြေခံလူတန်းစားတွေစီးတဲ့ဆိုင်ကယ်တွေဖမ်းဆီးယူနာမကအ စက်ဘိန်တွေကိုပါဖမ်းဆီးကငွေရှာနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကပြည်မြို့အဝင်းနဝရီလမ်းဆောင်နှားမှာပဲဆိုင်ကယ်နောက်ခြေနင်းလူမပါပဲချထားလို့ဆိုက3000တောင်ငွေတောင်းတာကြောင့်အဖမ်းခံရသူမှာတစ်ဖက်ထဲချထားတာမို့လို့တပေါင်းကွဲနဲ့ဈေးစစ်ပြီးတော့ပေးခဲ့တယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးကချင်ပြည်နယ်ဖားကန်းမြို့နယ်မော်စီစာလမ်းဆောင်မှာစစ်တပ်ကပြည်သူ၃ဦးကိုပြစ်တက်ထားကြောင်းဒေသပြည်သူတွေကပြောပါတယ်။ ဇော်လ12ရက်နေ့နနက်6နာရီအချိန်မှာစစ်တပ်ကတက်ဆွဲထားတဲ့မော်စီစာဖျားကုန်းအနီးမှာမော်စီစာလမ်းဆောင်မှာပြည်သူ၃ဦးရဲ့အလောင်းကိုတွေ့ရကြောင်းအလောင်းများမှာတွေ့ခဲနေပြီးတော့ယမန်နစ်ညကလေးကပြစ်ခတ်ခံထားရတာဖြစ်နိုင်ကြောင်းဒေတာပြည်သူတွေကပြောပါတယ်။မင်းညကတနက်တန်တွေကြားရတယ်အခုမနက်အလောင်းမှာတွေ့ခဲနေပြီးတော့ပျော်စိတ်တွေရင်တွေအုန်နေတယ်မင်းညကပြစ်သက်ထားတဲ့ခြင်းလေလို့ဒေတာပြည်သူတို့ကပြောပါတယ်။ အကြံဖတ်စစ်ကောင်စီတပ်ကမေလနောက်ပိုင်းမှာစပြီးတော့မော်စီစာဖျားကုန်းမှာစစ်တပ်ကဝင်ရောက်ပြီးတော့တက်ဆွဲပြီးတဲ့နောက်မှာကြောက်စိန်တူဖော်ရေးလောက်ွက်အတွင်မှာကုမ္ပဏီပိုင်ကားများအဆောက်အုံတွေကိုမီးရှို့ဖျက်ဆီးမှုတွေကိုလှုပ်ဆောင်လျက်ရှိကြောင်းဒေသခံပြည်သူတွေကပြောပါရရှင်။နောက်ထပ်သတင်းရပုတ်အနေနဲ့စစ်ကောင်စီကလွန်ခဲ့တဲ့၃နှစ်မှာစခန်းမကျအောင်ခုခံနိုင်ခဲ့တဲ့ မြန်မာထိုင်းနယ်စပ်စီမင်းအနီကစစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ဥက္ကဋ္ဌစခန်းကို တော်လန်ရဲတပ်ဖွဲ့တွေကမနေ့ကဇွန်လ17ရက်နေ့မှာနောက်ဆုံးအကြိမ်စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်းကရင်စစ်ရေးတည်ရင်မြစ်ကပြောပါတယ်စစ်တပ်ကတက်ရှိစီယိုလို့အမည်နဲ့ဝါရဖြန့်ဇက်ကာရိုက်ခဲ့တဲ့ဥက္ကဋ္ဌတပ်စခန်းကိုတော်လန်ရဲတပ်ဖွဲ့တွေက2022ဇွန်လ26ရက်နေ့မှာပထမအကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ ချက်ခန်းရဲ့နေရာအတချို့ကိုတင်ပိုက်နိုင်ခဲ့ပေမဲ့အပိသက်မတင်ပိုက်နိုင်ခဲ့ပါဘူးပထမအချိန်ထိုးစစ်ရဲ့၃နှစ်နီးပါးရှိလာခဲ့တဲ့အချိန်မှာပဲကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံကရင်လူမျိုးရေးတပ်မတော် KNN နဲ့ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMDO နဲ့ PDF ပူးပေါင်းတပ်ဖွဲ့စစ်ကြောင်းတွေကထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီတစ်ကြိမ်ထိုးစစ်မှာ KNN နဲ့ဥဆောင်ပြီးတော့တော်လန်ရေးတပ်ဖွဲ့တွေပို့ဆောင်လာတာလည်းဖြစ်ပါတယ်။ဩဂရိတာကတော့ဒီကနေ့က စတယ်လို့ကရင်စစ်ရေးတရင်မြစ်တုပ်ကပြောပါတယ်။ဥက္ကဋ္ဌရွာဟာမြောက်ရီမြို့တောင်ပတ်လေးကီကောဒေသနဲ့မြောက်ရီမြို့ရဲ့အရှိတောင်ပတ်ဝေါ်လီဒေသကိုဆက်သွယ်ထားတဲ့ကားလမ်းကြောင်းပေါ်မှာတည်ရှိပြီးတော့စစ်ကောင်စီရဲ့အဓိကတပ်စခန်းဟာဥက္ကဋ္ဌရွာရဲ့မြောက်ဘက်လမ်းမကြီးဘေးမှာတည်ရှိပါတယ်။ KNL အနေနဲ့တော်လရဲတပ်ဖွဲ့တွေဟာမြန်မာထိုင်းနယ်စပ်အနီးကဥက္ကဋ္ဌစခန်းတကြောကဘလတ်တို့ကနဲလေရွှေအင်းမြိုင်ဝါမီထဘရင်နောင် မော်ခီတေဘောဘိုတက်စကန်တွေကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဇက်တိုက်တိုက်ခိုက်တင်ပိုက်ခဲ့တာပါ။ဥဂရတာတက်စကန်အနီးမှာအရှိတ်ဘက်မှာတော့ဝေါ်လီဖြူဟာစခန်းကြန့်ရှိနေပါသေးတယ်။ပထမအကြိမ်ဥဂရတာတက်စကန်တိုက်တိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းကနေအသေးအံကာကွယ်ခဲ့ရပြီးတော့အထီးလဲနှာခဲ့တယ်လို့ကရင်စစ်ရေးတရင်ကြီးမြစ်နောက်ထပ်တအုပ်ကပြောပြထားပါတယ်။လေကြောင်းကလည်းအကြိမ်တရာကျော်ပြစ်ကူပေးခဲ့သလိုမြေပြင်စစ်ကူတွေလည်းပို့ခဲ့ရတဲ့တိုက်ပွဲလို့လည်းသူကဆိုပါတယ် ော်လိုင်းရဲတပ်တွေရဲ့ရတော်ကြထိုးစစ်ဆင်ခဲ့ပေမဲ့မသိမ်းပိုက်နိုင်ပဲတပ်တွေပြန်ရုပ်သိမ်းပြီးတော့မှစစ်ကောင်စီကဥက္ကဋ္ဌစခန်းမပါသွားလို့အောင်ပွဲအဖြစ်ကြွေးကြော်ခဲ့ပါသေးတယ်။ဩဂရတာတက်စခံကိုတော်လိုင်းရေးတက်ဖွဲ့တွေကမသိမ်းပိုက်နိုင်ခဲ့တာကြောင့်စစ်ကောင်စီကဩဂရတာကို အောင်မြင်အောင်ခုခံကာကွယ်နိုင်ခဲ့ကတက်ရှိစီယိုဆိုပြီးတော့စစ်တပ်ဝါရဖြန့်စက်ကရိုက်ကူးခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNN တွေကတိမ့်ပိုက်ထားတဲ့နှမတူမြို့နယ်မန်လီတရွာကိုစစ်ကောင်စီကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူတချို့ရဲ့ပြောဆိုချက်နဲ့ TNN တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ယနေ့ဇွန်လ12ရက်နေ့နနက်တနာရီ10မိနစ်အချိန်မှာတကြိမ်နနက်တနာရီ18မိနစ်အချိန်မှာတကြိမ်စုစုပေါင်း2ကြိမ်စစ်လေရင်နဲ့ပုံကျဲခဲ့ပြီးပေါင်900ဘုံနှလုံးကျဲချသွားခဲ့ကြောင်းဘုံကျဲမှုကြောင့်ဖုန်ကြီးကြောင်းစာတင်ကြောင်းနဲ့ ပြည်သူလူထုရဲ့နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ကြောင်းအဲ့ဒီကြေးရွာကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိဦးတည်ပြီးတော့ဘုံများလာရောက်ကျဲချခြင်းဖြစ်ကြောင်း TNN တွေကသတင်းထုတ်ပြန်ထားပါတယ်။မန်လီရွာစာတင်ကျောင်းနဲ့ဘုံကြီးကျောင်းကဘုံကျဲခံရတာအခုအခေါင်းနဲ့ဆိုရင်၃ချိန်ရှိပါပြီ2023ခုနှစ်ဒီဇင်ဘာလအတွင်းမှာ၃ချိန်2024ခုနှစ်ဇန်နဝါရီလမှာ၃ချိန်အခုနဲ့ဆိုရင်၃ချိန်ရှိပြီ ်ဆီအာနာမသိန်းခင်ကတဲ့ကစစ်တပ်ကမန်လီရွာကိုဝင်ပြီးတော့မီရှို့ခဲ့တာကြောင့်အိုတစ်အိမ်တစ်မထူထောင်တော့ပဲနယ်မြေတစ်ထွက်သွားသူတွေများတယ်။အခုမနက်ဘုံကျဲတာကြောင့်ပျက်စီးမှုအသေးစိတ်ကတော့ဆက်သွယ်မရသေးလို့မသိရသေးဘူးလို့2024ခုနှစ်ဖေဖော်ဝါရီလကတည်းကမန်လီကျေးရွာမှာစစ်ဘေးရှောင်ပြီးတော့ပြည်ဦးလင်မြို့မှာရောက်ရှိနေတဲ့တအံတိုင်းရင်သားတအုပ်ကပြောပြထားပါရဲ့ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ AR တိုင်းဒေဒရဲမြို့နယ် ကွန်ပလိုင်းကျင်းရွာအုပ်ချုပ်ရေးမှူးမင်းမြတ်သူကစစ်မှုတန်းခြေအဖြစ်လူငယ်ရှိတဲ့မိသားစု တစုလင်ငွေကျပ်တသိန်းနဲ့တာယောက်ကြားလေးမရှိတဲ့မိသားစုတစုကိုငွေ၄000အထိတိုးကောက်ရန်အစည်းအဝေးခေါ်ပြောကြောင်းဒေတာပြည်သူတွေကပြောပါတယ်။ယခုဇွန်လမှာအယဝရီတိုင်းဖြာပုံခရိုင်ဒေဒရဲမြို့နယ်ကွန်ပလိုင်းကျင်းရွာအုပ်ချုပ်ရေးမှူးကလာစဉ်စစ်မှုထမ်းရမဲ့လူငယ်များပေးရမှာဖြစ်ကြောင်းမိမိတို့သားသမီးတွေကိုမပေးလိုပါကလူစားထိုး ဝယ်ထည့်ရမှာဖြစ်ပြီးတော့လက်ရှိကောက်ခံနေတဲ့ငွေကြေးဖြင့်မလုံလောက်ကြောင်းဒါကြောင့်လဆင်ကောက်ခံနေတဲ့စစ်မှုတန်းကြီးကိုတိုးမြင့်မှာဖြစ်ကြောင်းလူငယ်တွေရှိတဲ့မိသားစုဆိုလို့ရှိရင်မိသားစုတစုကိုတလတသိန်းတာယောက်ကြလေးမရှိတဲ့မိသားစုဆိုရင်တလလဆင်ချက်ငွေ၄000ကောက်ခံမှာဖြစ်ကြောင်းလည်းသိရပါရဲ့ရှင်ဒီကနေ့မိုးတက်၁၂နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်